အရခတတိုအီအီကပိတ်ပင်ထားတဲ့အရဲပလင်း180နီးပါးကိုဗမာပြည်မကနေလျိုးဝက်တင်သွင်းလာသူတယောက်ကိုပလဝမြို့နေစမီမြို့မှာဒီလက်အဖွဲကနေဖမ်းဆီးလိုက်တယ်လို့သတင်းရရှိပါရယ်ဖမ်းဆီးခံရသူမှာမကွေးတိုင်းနဲ့အိန္ဒိယနိုင်ငံတို့ကနေရခိုင်ကိုကုန်ပစ္စည်းတင်သွင်းတည်ယူရောက်ရှာနေတဲ့စစ်တွေမြို့နေရှောင်းတွေမင်းကန်ကြီးရောကအသက်၄၀ကျော်အရွယ်ဥမောက်တာမျိုးဖြစ်တယ်လို့သိရပါရယ်သူကို Grand အရက်ပလင်း139ပလင်းနဲ့ Red Level ပလင်း60၊စုစုပေါင်းအရက်ပလင်း189ပလင်းနဲ့အတူပလောဝမြို့နယ်စမီမြို့ဌာနပေါင်းစုံစစ်စည်းဂိတ်မှာဖမ်းဆီးမိခဲ့တာလို့သိရပါတယ်။စစ်စည်းဂိတ်မှာကုန်တွေကိုစစ်စည်းဖွင့်ကြည့်ရာကနေအရက်တွေတီလာတာကိုဖမ်းဆီးရမိတာလို့စမီမြို့ဒေသခံတယောက်ကပြောပါတယ်။လက်ရှိမှာတားမြစ်ပြည်မထိုးအရက်တွေတည်ဆောင်လာတဲ့ဥမောက်သားညူကိုထုတ်ကုန်သွင်းကုန်ဥပဒေအရ စမီမြို့ဒီလက်အဖွဲ့ကအရေးယူဆောင်ရွက်နေတယ်လို့သိရပါဗျ။